ဒီနေ့မှာတော့ချူချူမွမွလေးနဲ့ပေါ့နော်စားလို့ကောင်းတဲ့တီးဆုံကတ်စတက်လေးလုပ်စားကြရအောင်နော်အရင်ဆုံးအနေနဲ့ပေါ့နော်ပင်မွားစီလေးလေးကိုရေစိမ်းထားပြီးလိုက်ပါမယ် ကတ်စတာလေးထဲကိုထည့်ဖို့အတွက်ပေါ့နော်အသီးလေးတွေကိုလည်းအတုံးလေးတွေတုံးထားပေးလိုက်ပါမယ်အသီးကကြတော့လေကိုကြိုက်နှစ်သက်တဲ့အသီးလေးတွေကိုထည့်ပြီးတော့တုံးလို့ရပါတယ်နူရဲဟုတ်ပေါ့နော်ထဲချူဖို့အတွက်ကတ်စတာပေါင်နာလေးကိုကျမတို့နွားနို့အနေငယ်လေးနဲ့ရောပြီးတော့မွေထားပေးလိုက်ပါမယ်။ ပြီးရင်တော့ကျမတို့နွားနို့လေးကြိုးပါမယ်။နွားနို့လေးတဲ့ဟိုပေါ့နော်အရသာအတွက်တခြားရဲ့စားနေငယ်ရဲ့ထည့်ပြီးတော့ကြိုးပေးလိုက်ပါမယ်။ နောက်နှုတ်လေးဆူလာပြီဆိုရင်တော့ကျမတို့ custard powder အရည်လေးကိုထည့်ပြီးတော့ပြစ်လာတဲ့အထိမွေထားပြလိုက်ပါမယ်နွားနုလေးတွေလည်းပေါ့နော်ကြက်လောက်တင်ပြီဆိုတော့ကျမတို့ပကံလေးထဲကိုလှီထားတဲ့တသေးလေးတွေကိုထည့်ထားပြလိုက်ပါမယ် နောက်ဆုံးအနေနဲ့ကြိုထားတဲ့ကတ်စတက်ရေလေးတွေကိုပေါ့နော်ထည့်ပေးလိုက်မယ်ဆိုရင်အရသာရှိပြီးတော့စားလို့အရင်ကောင်းတဲ့တတိမျိုးစုံကတ်စတက်လေးရပါပြီရှင်။ဘေဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံအစားအစာနည်းလေးများကို အမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်။